ကူကူမေဆာမီဒီနေ့ဗီဒီယိုမှာတော့နိုင်ငံနဲ့လူမျိုးတွေကို ပြင်သစ်လို့ဘယ်လိုခေါ်လဲဆိုတာ share လုပ်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတွေကိုပြင်သစ်လို့လေးပေးီလေးပေးီလူမျိုးတွေကိုကြတော့ပြင်သစ်လို့ဆိုရင်လေး nationality လေး nationality ဆိုတော့နိုင်ငံဒီနဲ့လူမျိုးတွေလို့ပြောချင်ရင်လေးပေးီ a လေး nationality လေးပေးီ a လေး nationality ပြင်သစ်တွေရဲ့ထုံးစံအတိုင်းနိုင်ငံတွေကိုရောလူမျိုးတွေကိုရောအားလုံးကိုကြံတာခွဲပေးရပါမယ်။ဒါပေမဲ့မခက်ပါဘူးဥပမာကြည့်ကြရအောင်နော်။ဒီမှာဇီယာကွက်၃ကွက်ပေးထားမယ်။ပထမတစ်ခုကပေး။ပေးကတော့နိုင်ငံတွေကိုပြောတာ။နောက်တစ်ခုကတော့ nationality nationalities သူမှာတော့ masculine ရှိမယ် feminine ရှိမယ် okay ကိုကမြန်မာလူမျိုးဆိုတော့မြန်မာနဲ့ပဲစပြီးတော့ဥပမာပေးကြည့်ရအောင်မြန်မာနိုင်ငံဆိုရင် Biakhmani 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 ti unne song na phit de atwa feminine အမဒါကြောင့်မလို့မြန်မာနိုင်ငံဆိုရင်အမနောင်ဖြစ်တဲ့အတွက်လာဗျက်မာနီလာဗျက်မာနီကဲဒါဆိုရင် nationality ကိုသွားကြည့်ကြမယ် masculine ဆိုရင်ဗျက်မော feminine ဆိုရင်ဗျက်မန် masculine ကဗျက်မော feminine က ဘီယက်မန်ဥပမာတစ်ခုကြည့်ကြရအောင်မတ်စကူလန်နေတီယောက်ျားလေးတွေကိုကူစားပြုတယ်ဖီမီနန်နေတီမိန်းကလေးတွေကိုကူစားပြုတယ်အဲ့တော့ဆန်ဒက်စ်လေးတွေလောက်ကြည့်ကြရအောင်ကျွန်တော်ကမြန်မာလူမျိုးပါဆိုရင် je suis biermont je suis biermont ကျမကမြန်မာလူမျိုးပါဆိုရင် je suis biermont je suis biermont သူကိုင် မြန်မာလူမျိုးပါ il est bièrement il est bièrement သူမကမြန်မာလူမျိုးပါ elle est bièrement elle est bièrement ဒါဆိုရင်နိုင်ငံနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ငါနိုင်ငံကမြန်မာနိုင်ငံငါနိုင်ငံဆိုတော့ mon pays mon pays est la birmanie mon pays est la birmanie အဲ့လိုမျိုးလေးပြောလို့ရပါတယ်။နောက်ထပ်ဥပမာတစ်ခုကိုကြည့်ကြရအောင်။ဂျပန်ဂျပန်ဆိုလို့ရှိရင်ယာပွန်ယာပွန်ယာပွန်တိဥနဲ့ဆုံးတာမဟုတ်တဲ့အတွက်သူဒီအထီးမက်စကူလန်နောင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ le japon le japon nationality ကိုကြည့်မယ်ယောက်ျားလေးအတွက်ဆိုရင် japonais japonais မိန်းကလေးအတွက်ဆိုရင် japonaise Japanese အနောက်ကဇအသက်အတန်လေးထည့်မယ်နော် Japanese ကျွန်တော်ကဂျပန်လူမျိုးပါ You sui Japanese ကျမကဂျပန်လူမျိုးပါ You sui Japanese ဂျပန်နိုင်ငံကငါရဲ့နိုင်ငံ Le Japon est mon pays Le Japon est mon pays ကဆူရဆက်သွားကြမယ်တရုတ် တရုတ်နိုင်ငံကိုကြတော့လာရှင်လာရှင်လူမျိုးမှာတော့ရှီနွားရှီနွားမိန်းကလေးဆိုရင်ရှီနွားဇရှီနွားဇအိန္ဒိယနိုင်ငံဆိုရင် land land အိန္ဒိယလူမျိုးယောက်ျားလေးဆိုရင် andian andian အိန္ဒိယလူမျိုးမိန်းကလေးဆိုရင် Andean nè Thái này nghe số so yên La Thailand La Thailand Thái yếu trả lời số so yên Thailand Thailand Thái lưu miêu mệnh lê số so yên Thailandese Thailandese Korea Korea này nghe số so yên La Korea La Korea Korea trả số လိုမျိုးယောက်ျားလေးဆိုလို့ရှိရင် Korean Korean Korea mấy cái လိုမျိုးမိန်းကလေးဆိုရင် Korean Korean Singapore này နိုင်ငံဆိုလို့ရှိရင် Le Singapore, Le Singapore. Singapore này ta trả နိုင်ငံသားယောက်ျားလေးဆိုရင် Singaporean Singaporean Singapore này ta mấy cái số နိုင်ငံသားမိန်းကလေးဆိုရင် Singaporean Singaporean နောက်ခုကတော့ပြင်သစ်ပြင်သစ်ဆိုရင် so La France La France ta, trả lời ပြင်သစ်နိုင်ပြင်သစ်နိုင်ငံသားယောက်ျားလေးဆိုရင် Français Français ပြင်သစ်နိုင်ငံသူမိန်းကလေးဆိုလို့ရှိရင် Française Française နောက်တစ်ခုက Canada ကနေဒါနိုင်ငံဆိုရင် le canada le canada ကနေဒါနိုင်ငံသားယောက်ျားလေးဆိုလို့ရှိရင် canadian canadian ကနေဒါနိုင်ငံသူမိန်းကလေးဆိုလို့ရှိရင်တော့ canadian နဲ့ canadian နဲ့ now italy နိုင်ငံ italy နိုင်ငံဆိုလို့ရှိရင် l'italy l'italy italy နိုင်ငံသားယောက်ျားလေးဆိုရင် italian italian Ital အီတလီနိုင်ငံသားမိန်းကလေးဆိုလို့ရှိရင်အီတလီယန်နဲ့အီတလီယန်နဲ့နောက်နိုင်ငံတစ်ခုကစပိန်နိုင်ငံစပိန်ဆိုလို့ရှိရင်လစ်ပန်လစ်ပန်နောက်ကညညအတန်လေးပါမယ်နော်လစ်ပန်စပိန်နိုင်ငံသားယောက်ျားလေးဆိုလို့ရှိရင်အစ်စပန်ညောလ်အစ်စပန်ညောလ်စပိန်နိုင်ငံသူမိန်းကလေးဆိုရင်အစ်စပန်ညောလ် español ကဲနောက်တစ်ခုကတော့ UK ပေါ့ England England ဆိုလို့ရှိရင် l'Angleterre l'Angleterre English လိုမျိုးယောက်ျားလေးဆိုလို့ရှိရင် anglais anglais English လိုမျိုး main ကလေးဆိုလို့ရှိရင် anglaise anglaise နောက်ဆုံးတစ်ခုကတော့ US US ကတော့ထူးခြားချက်အနေနဲ့သူက အများကြီးဖြစ်တဲ့လေကိုသုံးမယ်လေအေတာယူနီအတန်ကိုဆက်ပြီးထွက်လိုက်တော့လေဇေတာယူနီလေဇေတာယူနီအဲ့တော့ US ကလေဇေတာယူနီ US နိုင်ငံသားယောက်ျားလေးပြောရမယ်ဆိုရင်တော့ American နိုင်ငံသားယောက်ျားလေးဆိုလို့ရှိရင် American American US နိုင်ငံသားမိန်းကလေး American အမေရိကန်လူမျိုးမိန်းကလေးဆိုလို့ရှိရင်နော်အာမေဟီကန်အာမေဟီကန်တာကိုရပြီဆိုလို့ရှိရင်ဒီစကားလုံးလေးတွေနဲ့ဆက်ဆက်ပြီးပြောလို့ရတဲ့အရေးကြီးတာလေးတော့ပြောပြပေးပါမယ်ကိုကတခြားနိုင်ငံကိုသွားတဲ့အလဲသွားတာဖြစ်ဖြစ်အလုပ်သွားတာပဲဖြစ်ဖြစ်တကယ်ချင်းနေနဲ့တွေ့ရပဲဖြစ်ဖြစ်နင်းဘယ်နိုင်ငံကလာတာလဲဆိုပြီးတော့မေးတဲ့အခါကျလို့ရှင်ကိုကတော့ဘယ်နိုင်ငံကလာတာပါဆိုပြီးတော့ပြောလို့ရတဲ့ဟာလေးဖြစ်ပါတယ်အဲ့တော့နိုင်ငံကို ပြောမှဆိုတဲ့အတွက်ပေးကြီးလိုင်းကဘိုကပ်တီကိုသုံးပါမယ်နော် ဲ့တော့ငါကမြန်မာနိုင်ငံကလာပါတယ်လို့ပြောချင်ရင် you bien de Birmanie you bien de Birmanie you bien i come du ka from အဲ့တော့ i come from Birmanie Burma i come from Burma ဒီနေရာမှာသတိထားရမယ့်တခုပြောစရာရှိတာဗာလဲဆိုတော့ Birmanie ti feminine ဆိုတဲ့အမနောင်ဖြစ်တဲ့အတွက်ကိစ္စမရှိဘူးဒုကိုသုံးပြီးတယ် တကယ်လို့ကိုသုံးရမယ်နိုင်ငံသည်မက်စကူလန်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဂျူးကိုသုံးပေးပါတယ်ဥပမာကြည့်ရအောင် ကနေဒါနိုင်ငံသည် le canada le canada သည်အထီးနောင်အဲ့တော့ငါကနေဒါနိုင်ငံကလာပါတယ်လို့ပြောချင်ရင် duck le သည်ဂျူးဆိုပြီးပြောင်းသွားပြီးတော့ you bien ju canada you bien ju canada ကဲနောက်တစ်ခုက အထီးလည်းမဟုတ်ဘူးအမလည်းမဟုတ်ဘူးကိုပြောမဲ့နိုင်ငံကအများဆိုလို့ရှိရင်တော့ဒေဆိုပြီးပြောင်းသွားပါတယ်ဥပမာလေဇေတာစူနီ US နိုင်ငံ US ကအများလीအဲ့တော့ယူဗျန်ဒေဇေတာစူနီယူဗျန်ဒေဇေတာစူနီအဲ့တော့ဒီနေရာမှာမှတ်စရာလေးရပါဖြစ်သွားလဲဆိုရင် I come from နဲ့ပြောချင်လို့ရှိရင်ဒီ from လေးတိအမနိုင်ငံအတွက်ဆိုလို့ရှိရင် du အထီးနိုင်ငံအတွက်ဆိုရင် due အများသုံးထားတဲ့နိုင်ငံအတွက်ဆိုလို့ရှင်တော့ D ပါ။ဒါကြောင့် you vient de Birmanie you vient du Canada you vient des États-Unis အဲ့တော့ဒီနေရာမှာကိုเจ้าမဲမဟုတ်ဘူးသူများเจ้าလဲပြောချင်တယ်ဆိုတဲ့သူတွေအတွက်ဒီ vient ကို conjugate လုပ်ပြပါမယ် venir လို့ခေါ်တယ် to come ဆိုတဲ့ verb ကနေလာပါတယ် er verb ကိုမှ irregular verb ဖြစ်တဲ့အတွက် သူသည်အလွတ်မှတ်ရပါမယ် အသံထွက်ပြပေးပါမယ်။ Je viens. Tu viens. Il vient. Elle vient. Nous venons. Vous venez. Ils viennent. Elles viennent. ဒါဆိုရင်ဥပမာနောက်ထပ်နှစ်ခုလောက်ပဲလုပ်ကြည့်အောင်နော်။ပထမတစ်ခုက तू ကတရုတ်နိုင်ငံကနေလာပါတယ်။ဒါဆိုရင် Il vient de Chine. il vient de Chine ဘာလို့သူကိုသုံးတာလဲဆိုရင် Chin ဆိုတဲ့ Chin ဆိုတဲ့တရုတ်ကအမနောင်ဖြစ်လို့ကဲနောက်တစ်ခုငါတို့ကဂျပန်ကလာပါတယ်ငါတို့ကလာပါတယ်ဆိုတော့ Nuvono Nuvono ဂျပန်ဆိုတော့ Japan ဂျပန်ဒီအထီးနောင်ဖြစ်တဲ့အတွက်လွတ်ရှာပွန်ဆိုတဲ့အထီးနောင်ဖြစ်တဲ့အတွက် Ju Japon. Nous venons du Japon. Nous venons du Japon. ဒါဆိုလို့ရှိရင်ကိုဗေနိုင်ငံကလာတယ်ဆိုတာကိုပြောတတ်သွားပြီ။နောက်တစ်ခုကကြတော့ဘာသာစကားဂျပန်စာ၊ပြင်သစ်စာ၊အင်္ဂလိပ်စာစသဖြင့်အဲ့လိုမျိုးဘာသာစကားပေါ့နော်ပြောတဲ့ဘာသာစကားတွေ၊သုံးတဲ့ဘာသာစကားတွေကိုပြောချင်တယ်ဆိုလို့ရှိရင်ဒီ nationality ရဲ့ masculine line မှာသုံးထားတဲ့ဟာတွေဒီဘာသာစကားဆိုရင်လည်းအတူတူပါပဲ။ ဘာသာစကားကိုပြောချင်တယ်ဆိုလို့ရှိရင် nationality ရဲ့ masculine line ကိုယူသုံးရင်ရပါတယ်။ဒါကြောင့်မလို့ငါကမြန်မာစကားပြောတယ်လို့ပြောရင် je parle bièrement je parle bièrement ငါကမြန်မာဘာသာစကားပြောတယ် english ဘာသာစကားပြောတယ်ပြီးတော့ပြင်သစ်စကားပြောတယ်လို့ပြောချင်ရင် je parle bièrement anglais et français je parle i speak ပြတော့ဒီမှာသုံးသွားတယ် biermont anglais français အလုံးတီ nationality ရဲ့ masculine တွေကိုပဲသုံးသွားတာဖြစ်ပါတယ်တကယ်လို့ကိုကကိုအတွက်တင်မဟုတ်ဘူးသူများအတွက်ဒီကို ပြောချင်တယ်ဆိုလို့ရှိရင်တော့ to speak ဆိုတဲ့ verb ကို conjugate လုပ်တဲ့ရမှာဖြစ်ပါတယ်အဲ့တော့ to speak ဆိုလို့ရှိရင် parler parler သူ့ကို conjugate လုပ်တာလေးကိုပြောပြပါမယ် ူက UR ဘက်ကိုမှ regular ဘက်ပဲဖြစ်တဲ့အတွက် UR ဘက်ကို conjugate လုပ်တဲ့ပုံစံတိုင်းမယ် main ဘက်က UR ကို ဖြုတ်မယ် pronoun တစ်ခုချင်းစီမှာ U US U ONS UZ OND ကိုထည့်ပေးလိုက်ရင်ရပါပြီအတန်ထွက်ပြပေးပါမယ် You parle Tu parles Il parle Elle parle Nous parlons. Vous parlez. Il parle. Elle parle. နောက်ထပ်ဥပမာလေးနှစ်ခုထပ်လုပ်ပြပါမယ်။ Tuma ka တရုတ်စကားပြောတယ်။ Elle parle chinois. Elle parle chinois. ငါတို့ကဂျပန်စကားပြောတယ်။ Nous parlons japonais. nu parlo japonais အရောကိုကဘာသာစကားလေးကိုရည်ညွှန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ nationality ရဲ့ masculine line ကိုတုံးပေးလိုက်ရင်ရပါပြီအဲ့ဒီဗီဒီယိုကိုကြည့်ပြီးပြီဆိုလို့ရှိရင်နိုင်ငံနေလူမျိုးတွေကိုဘယ်လိုခေါ်လဲဆိုတာသိသွားမယ်ကိုယ်ပဲနိုင်ငံကလာပါတယ်ဆိုတာကိုပြောတတ်သွားမယ်ပြီးရင်ကိုဘာဘာသာစကားပြောပါတယ်သူများတွေကဘာဘာသာစကားပြောပါတယ်ဆိုတာကိုသိသွားမယ်အဲ့တော့ဒီသုံးခုကိုရတော့မှာဖြစ်ပါတယ် အဲ့တော့ Alice အရှင်းပြတာကိုတော့ဒီနေရာမှာပဲရလိုက်ပါတော့မယ်။တကယ်လို့ကိုက Alice ပြောခဲ့တဲ့နိုင်ငံတွေလူမျိုးတွေထဲကမပါတဲ့တခြားနိုင်ငံလူမျိုးတစ်ခုခုကို ပြင်သစ်လို့ဘလို့ခေါ်လဲဆိုတာသိချင်တာရှိတယ်ဆိုလို့ရှိရင် comment မှာမေးခဲ့လို့ရပါတယ်။ပြန်ဖြေပေးပါမယ်နော်။အဲ့တော့ဒီနေ့ video ကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Mexico Ku. အပြန်တို့ပြီစုပြီစု။